ဒီနေ့မှာတော့ Camerader Kiva အကြောင်းကိုပြပြသွားမှာဖြစ်ပြီးတော့ driver လေးကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Camerader Kiva ကို2008ခုနှစ်မှာထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့အပိုင်းအနေနဲ့48ပိုင်းအထိကိုရှိပါတယ်။ Camerader Kiva ရဲ့ origin ကတော့ Otoya နဲ့ Maya တို့က Waterloo Kurenai ဆိုတဲ့သားလေးကိုမွေးဖွားခဲ့ပါတယ်။အိုတိုယာဟာဖန်ဂီရီနှိမ်နင်းသူဖြစ်ပြီးတော့ဂီတသမားတဦးပဲဖြစ်ပါတယ်။ဖန်ဂီရီဆိုတာကတော့ကမရက်တာခီဖာစီဗီရဲ့ကမကောင်းဆိုးရတွေကိုခေါ်တဲ့ပဲဖြစ်ပါတယ်။ ဝါတာရူရဲ့အမေကတော့ဖန်ဂီရီတကောင်ပဲဖြစ်ပါတယ်။ဆိုတော့ဝါတာရူကလူသားနဲ့ဖန်ဂီရီ twin တစ်ယောက်ပဲဖြစ်ပါတယ်။ဆိုတော့ဝါတာရူခရင်လိုက်ဟာကမရိုက်တာခီဗာရဲ့စကန်သူဖြစ်လာခဲ့ပါတယ်။ကမရိုက်တာခီဗာမှာဆိုရင်တော့ဖောင်ခုနှစ်မျိုးထိကိုရှိပါတယ်။ပထမတစ်ခုကတော့ခီဗာရဲ့ main ဖောင်လင်းလုံးပုံစံဒီဇိုင်းအုံမှာအနီနဲ့အနက်ခါလာပြင်တန်ချိချိုးလိုအရာရင်းနဲ့တော်တော်လေးကိုလှပါတယ်။ဒီဖောင်ရဲ့ရိုက်တာကစ်ကလည်းတော်တော်လေးကိုမိုက်ပါတယ်။ Wake up! Number two, Karulufa. ဒီဖော်မှာဆိုရင်တော့အပြန်အယံကိုအဓိကထားပြီးတော့ဝင်းပလေကောင်းနဲ့ဂါရူလူဆေးပါဆိုရဲဝပောင်းကိုလည်းအသုံးပြုပါတယ်။ Number 3 Bus Half ဒီဖော်မှာဆိုရင်တော့အစိမ်းရောင်ကိုအဓိကထားပြီးတော့ Bus Half ဂန်ဆိုရဲဝပောင်းကိုလည်းအသုံးပြုပါတယ်။ Number 4 Duga Fall ဒီဖော်မှာမှာတော့ခရဲရောင်ကိုအဓိကထားသုံးလာပြီးတော့ Duga Hama ဆိုရဲဝပောင်းကိုလည်းအသုံးပြုပါတယ်။ Number 5 Duga Parky Fall ီဖောင်မှာဆိုရင်တော့ဂါရူလူဘာသာနဲ့ဒူကာကို ပေါင်းထားတဲ့ဖောင်ပဲဖြစ်ပါတယ်။ခီဗာစီရီမှာတခုမိုက်တာဂါရူလူဒူကာနဲ့ဘာသာဖောင်တွေရဲ့ဆက်ထန်သူခီဗာရဲ့တစ္ဆာဆောင်အစီခံတွေပဲဖြစ်ပါတယ်။နံပါတ်6 Empower Fall ဒီဖောင်ကတော့ဂိုးနရက်ကိုပေါင်းဆက်ထားပြီးတော့တော်တော်လေးကိုလှပါတယ် ဘရင်တယောက်ရဲ့ထဲဝါမှုကိုလည်းတွေ့ရပါတယ်။ Zavus Source ဆိုတဲ့ဝဖောင်ကိုလည်းအသုံးပြုပါတယ်။ Ebaseva Empire Dokabaki ဒီဖောင်မှာတော့ခုနကဒုက္ခပါကီဖောင်ရဲ့ Empire ဖောင်ကိုပေါင်းဆက်ထားတာပဲဖြစ်ပါတယ်။ Kiba series ရဲ့ second rider ကတော့ Aisha ပဲဖြစ်ပါတယ်။ Aisha မှာတော့ form ကနှစ်ခုပဲရှိပေမဲ့တော်တော်လေးကိုမိုက်တဲ့ common rider ပဲဖြစ်ပါတယ်။ Number 1 Aisha Simu နဲ့ Number 2 Aisha Plus Mu တို့ပဲဖြစ်ပါတယ်။နောက်ပြီးတော့ Kiva series ရဲ့မှာပါတဲ့တခြား rider တွေကတော့ Kamen Rider Saga, Kamen Rider Dark Kiva, Kamen Rider Ray, Kamen Rider Arc, Kamen Rider Legion Arc, ကမရိုက်တာခီဗာလာရူပဲဖြစ်ပါတယ်ခီဗာစီရီယာပလော့တော်တော်လေးကိုလှပြီးရောကာလာဂရီတင်ကလည်းဆောင်ရွက်ကောင်းပါတယ်တင်းဆောင်ကလည်းတော်တော်လေးကိုမိုက်ပါတယ်ခီဗာစီရီကြည့်ဘူးတဲ့သူဆိုရင်တော့တယောနဲ့နှင်းစီရွေကိုတော်တော်လေးသဘောကျမိမယ်ထင်ပါတယ်တယောတန်လေးပါတဲ့ဆန်စတီရာလည်းတော်တော်လေးကိုမိုက်ပါတယ်ပြီးတော့ခီဗာရဲ့တေးဥဆောင်ခူချိုဆဲတိုးကလည်းတော်တော်လေးကိုခီဗာကာရက်တာနဲ့လိုက်ဖက်ပါတယ် ဆိုတော့ driver review လေးကိုကြားလိုက်အောင် okay ကျွန်တော်အခုစမ်းမြောက်သွားမှာတော့ camera rider kiva ပဲဖြစ်ပါတယ်ဒီကောင်းမှာဆိုရင်သူ့ရဲ့ driver only ဂျိုးတွေအကုန်ပါပါတယ်ဂျိုးဂျိုးထိန်းများအစားအကုန်ပါပါတယ်ဆိုတော့ဒီကောင်းလေးကတော်တော်လေးလှပါတယ်気持ちがいいね。ガラス、ガラス、ガラス、いいね。ガラス。 ဒီကောင်မှဆိုရင်ဒီကောင်ဖောင်ပြောင်းတဲ့ state တွေကျွန်တော်မှမရှိပါဘူးဆိုတော့ဒီမှာ party cloud လေးတွေကိုနှိပ်ပြီးစမ်းမြပါပဲဖြစ်ပါတယ် ဆိုတော့ဒီ B back ကခလုတ်လေးနှစ်ခုကိုဖိတိုင်းဒီကောင်က rider ကိပဲဖြစ်ပါတယ်ခဟမဘယ်ကြောင့်ခုံမှန်းမသိဘူးဆိုတော့ကင်မရာရဲ့ခီးပါလေတော်တော်လေးကိုမိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုဟန်ရှိပြမှာပဲဖြစ်ပါတယ် patient. Hey,